တန်ရဇာတချမ်းသာပြီမဲ့အဲ့ပြည်နယ်မှာရှိတဲ့လူတယောက်ချင်းစီကမချမ်းသာဘူးလေဆိုလိုတာတန်ရဇာတအဲတန်ရဇာတအဲ့ပြည်နယ်မှာရှိတယ်ဆိုတာကအဲသူသူရှိတာတသက်ပဲဒါပေမဲ့အဲ့အဲ့ရှိနေတဲ့တန်ရဇာတကနေပေါ့နော်ကျွန်တော်တို့ခုနပြောလို့ရောင်းလိုက်မယ်ဒါမှမဟုတ်ပေါ့နော်ဟိုဟိုဟိုဘယ်လိုပြောမလဲငှားလိုက်မယ်အဲ့ကနေရလာတဲ့ပတ်စံတွေကအဲကျွန်တော်တို့ဘလူးစီမံခန့်ခွဲမလဲပေါ့နော်ပြီးအဲ့ခန့်ခွဲတဲ့ အဲဒီရန်တရားကပေါ့နော်ကျွန်တော်အခုပြောတဲ့ဒီ public wealth creation ပေါ့နော်အဲဒီပြည်သူပြည်သူဘန်တာပေါ့နော်ဟိုကျွဲဝလာဖို့အဲဒီအဖွဲ့အစည်းတွေမရှိဘဲနဲ့ဆိုရင်အဲကျွန်တော်အနေနဲ့ကတော့ဟိုတန်ဇရဘလောက်ရှိရှိအဲ့တန်ဇရကနေရတဲ့အကျိုးမြတ်ကိုပေါ့နော်အဲ့နိုင်ငံကလူတွေကမခံစားရအောင်ပေါ့နော်မခံစားရအောင်နိုင်ငံတွေကိုချမ်းသာစေတာနိုင်ငံတကာကုန်သွယ်ရေးပဲပေါ့နော်တခြားဝေးဝေးမကြီးနဲ့ကျွန်တော်တို့တရုတ်ပြည်ကိုပဲကြီးလိုက် တရုတ်ပြည်ကဘာလို့ချမ်းသာလာလဲဆိုတော့သူတန်ရစရာရောင်းစားလို့မဟုတ်ဘူးနော်တရုတ်ကိုပြန်ကြည့်လိုက်သူကနိုင်ငံတကာကုန်သွယ်ရေးကနေသူချမ်းသာလာတာတကဘာလုံးကိုသူ့ရဲ့ကုန်ပစ္စည်းတွေပေါ့နော်သူသူရောင်းနေဝယ်တယ်သူလည်းဝယ်တယ်ပြီးရင်သူကကုန်ချောပြန်ထုတ်နေပြန်ရောင်းနေအဲ့ဒါနေသူချမ်းသာလာပေါ့နော်သူ့နိုင်ငံရဲ့တန်စားပစ္စည်းတွေကိုသူအသုံးလိုက်တက်လိုက်ရောင်းချပြီးတော့ချမ်းသာလာတာမဟုတ်ဘူးပေါ့နော်တရုတ်တရုတ်ချမ်းသာလာတယ်ဆိုတာပြောမယ်ဆိုရင်ဒီဒီ electronic pc ပေါ့နော်တဲ တဲတွေကိုပေါ့နော်အဲ့လိုမျိုးဟိုဆီလီကွန်နဲ့လုပ်တယ်အဲ့ဒါတွေကိုအီလက်ထရောနစ်ပစ္စည်းတွေထုတ်တယ်ပြီးတစ်ကမ္ဘာလုံးပို့တယ်အဲ့အနေပေါ့နော်သူတို့ဟိုသူတို့ရဲ့ industry ကြီးလာပြီးတော့ပေါ့နော်ချမ်းသာလာတာပေါ့နော် international trade ကြောင့်ပေါ့ဆိုတော့အခုဟိုတန်ဇရာကိစ္စပြောရင်းနဲ့ပေါ့နော်ကျွန်တော်တို့အဲ့ဒီ public wealth creation ပေါ့နော် mechanism တွေ institution တွေမရှိဘူးဆိုရင်ကျွန်တော်တို့ကအဲ့တန်ဇရာရှိတဲ့နိုင်ငံတွေကဆင်းရဲတယ်ပေါ့နော် ျွန်တော်တို့ဝေးဝေးကြည့်စရာမလိုဘူးကျွန်တော်တို့အာဖရိကမှာပေါ့နော်အာဖရိကဆိုတာတကဘာလုံးမှာတန်ရန်ဇာရအကျွယ်ဝဆုံးပဲပေါ့နော်ဟိုစိန်လဲထွက်တယ်ရွှေလဲထွက်တယ်ကျွန်တော်တို့နိုင်ငံထက်တောင်ကျွယ်ဝတယ်ပေါ့နော်ရေနံအကုန်ရှိတယ်အဲဒါပေမဲ့အခုအာဖရိကဘလူဖြစ်နေလဲပေါ့နော်နောက်ဘလူဖြစ်နေလဲအဲဟိုကျွန်တော်တို့ဟိုကြည့်လိုက်ဟိုဟိုတိတာတယ်ပေါ့နော်အဲ့ဒါကဒီတန်ရန်ဇာရကိုကျွန်တော်တို့ဟို public wealth အနေနဲ့ပြောင်းပေးနိုင်မယ် mechanism တွေ institution တွေ အဲကျွန်တော်တို့မရှိနေဘူးပေါ့နော်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအဲ့ဒီတိုင်းပဲဘာဖြစ်လို့တန်ဇရာရဲ့အကျိုးကိုပြည်သူတွေကမခံစားရလဲဆိုရင်အဲ့လိုမျိုးအဲပြည်သူဟိုပေါ့နော်အဲပြည်သူတွေရဲ့ဒီဒီဒီကြွေဝါမှုကိုပြောင်းပေးတဲ့ဟာမျိုးတွေကျွန်တော်တို့ကျွန်တော်တို့နိုင်ငံမှာအဲ့လို institution တွေနောက်အဲ့လိုမျိုးဟိုပုံစံတွေကျွန်တော်တို့မှာမရှိနေပဲနဲ့ပေါ့နော်တန်ဇရာကိုထုတ်တယ်အဲ့တော့ကချင်ပြည်နယ်ကပိုတိတာတယ်လေကြည်လား တို့ကချင်ပြည်နယ်မှာကျွန်တော်တို့ကြောက်စိမ့်ဆိုရင်တစ်နှစ်ကိုဘီလီယံနဲ့ချီပြီးတော့တန်ဖိုးရှိတဲ့ကြောက်စိမ့်တွေတရုတ်နိုင်ငံကိုသွားတယ်အဲ့မတိုင်ခင်ဆိုတော့ကျွန်တော်တို့တစ်တယ်ရှိအခုဆိုရွှေတွေပေါ့နော်မြေရှားရှိတယ်ကချင်ပြည်နယ်ကသဘာဝတန်ဆိုတာတစ်ခါမှဟိုဘယ်လိုပြောမလဲမစင်ရဘူးပေါ့နော်ခက်ဆက်ဆက်မှာဒါပေမဲ့အဲကျွန်တော်တို့ပြန်ကြည့်လိုက်ကျွန်တော်တို့ကချင်ပြည်နယ်ဓာတ်တယောက်ရဲ့အဲဒီပြန်မြပေါ့နော်ကျမ်းမာကြီးကပိုကောင်းလာတလားနော်ပြန်မြ အဲကချင်ပြည်နယ်ဒါတယောက်ရဲ့ဒီပညာရေးအပူကောင်းလာသလားနော်ကျွန်တော်တို့ရဲ့လမ်းတွေကျွန်တော်တို့ရဲ့တံတားတွေ public infrastructure တွေပေါ့နော်ပူကောင်းလာသလားနောက်ကချင်ပြည်နယ်မှာနော်ကျွန်တော်တို့ဟိုကဘာကဘာအဆင့်မီမပြောနဲ့မြန်မာနိုင်ငံအဆင့်နဲ့အဲမီတဲ့ဒီကုမ္ပဏီကြီးတွေပေါ့နော်အဲနောက်စီးပွားရေးလုပ်ငန်းတွေကချင်ပြည်နယ်ထဲမှာအခြေဆိုင်တဲ့ဟာတွေရှိပြီလားဆိုဆိုရင်ကြည့်လိုက်ရင်ကျွန်တော်တို့မှာမရှိဘူး မရှိဘူးဆိုတာကဟိုခေတ်ဆက်ဆက်ကိုမရှိခဲ့တာပေါ့နော်ဆိုလိုတာအဲ့ဒါဘာကိုပြနေလဲဆိုတော့ကျွန်တော်တို့မှာလုံလောက်တဲ့ဒီလိုမျိုးတိုင်စရဒီတိုင်စရတွေကိုကျွန်တော်တို့အဲထုတ်ပြီးွားတဲ့အခါမှာပေါ့နော်အဲဒီတိုင်စရတွေကနေပြီးတော့ခုနကျွန်တော်ပြောတဲ့လိုမျိုးပေါ့နော် public well အဲပုံစံပေါ့နော်ဟိုပြီးတော့ဟိုလူဟိုပြည်သူတွေရဲ့ဒီဒီဒီဘာနာစည်းစိမ်ကိုပေါ့နော်တိုးတက်လာစေမဲ့ အဲမဟာဗျူဟာတွေကျွန်တော်တို့အဲ့လိုဟာတွေကိုလုတ်ပေးတဲ့စဉ်းစားချက်တွေအစိုးရအဆက်ဆက်မှာလည်းကျွန်တော်တို့မရှိခဲ့ဘူး။အဲဒါကြောင့်မို့လို့တန်ဇာတာတွေဘီလီယံနဲ့ချီပြီးဘလောက်ရှိရှိကချင်းပြည်နယ်မှာနံပါတ်1ကျွန်တော်တို့အဲဒီစီးပွားရေးပေါ့နော် productive access တွေ productivity မတိုးတက်လာအောင်ပေါ့နော်ကချင်းပြည်နယ်မှာအဲအလို့အကင်ဖန်တီးပေးနိုင်တဲ့အဲလိုပေါ့နော်ဟိုအုံနောက်ညံကိုအသုံးပြုပြီးတော့လုပ်တဲ့စီးပွားရေးလုပ်ငန်းတွေကျွန်တော်တို့မရှိဘူး။နောက်ကချင်းပြည်နယ်မှာကျွန်တော်တို့အဲလိုဟိုဘယ်လိုပြောမလဲ ဟိုကိုပြည်နယ်သားတွေရဲ့ဟိုကျမ်းမာရေးကိုတောင်းယူနိုင်တဲ့ကျမ်းမာရေးအဆောက်အအုံအဲကျမ်းမာရေးစနစ်ကျွန်တော်တို့မရှိနေဘူးပညာရေးဆိုရင်ပိုဆိုးတယ်ပေါ့နော်ကျွန်တော်တို့အဲဟိုမိုင်းနေတာတူးနေတာကချင်ပြည်နယ်မှာမိုင်း mining school တခုရှိလို့လားကျွန်တော်မရှိဘူးနော်ဟိုဘယ်လိုပြောမလဲနောက်ကျွန်တော်တို့တစ်တွေတလောက်ထုံနေတာကချင်ပြည်နယ်မှာတစ်တော့နဲ့ဆိုင်နေဟာအဲ့လိုမျိုးပေါ့နော်မရှိဘူးနောက်အဲ့လိုမျိုးဟိုဆိုလိုတာအဲ့ဟာတွေက ဘာဖြစ်လို့လဲဆိုတော့ခုနကျွန်တော်ပြောတဲ့ဒီတန်ဇရာကနေပြီးတော့အဲဒီဒီ public well ပေါ့နော်အဲပြည်သူတွေရဲ့ဥစ္စာတနာအပြည်သူတွေရဲ့ပြည်သူဗန္တာတိုးပွားစေမယ့်အစီအမံတွေကျွန်တော်တို့ရှေ့ဆက်ဆက်မှာမရှိခဲ့တာအဓိကပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကအရင်ရှိအောင်ပေါ့နော်အဲကျွန်တော်တို့နိုင်ငံရေးအရာလဲကျွန်တော်တို့ကအဲ့ဒါကိုလက်ခံရမယ်ဆိုတော့ကျွန်တော်တို့တိုင်းရင်စရာတွေထုတ်တဲ့နေရာမှာကျွန်တော်ရည်ရွယ်ချက်ကပါတယ် အဲ့ကိုဟောက်ကိုလည်းပြန်မေးရမှာပေါ့နော်တန်စရဆိုတာတစ်ခါထုတ်ပြီးသွားရင်နောက်တစ်ခါမရတော့ဆိုတော့ဒီတစ်ခါထုတ်လိုက်တဲ့ဥစ္စာကိုကျွန်တော်တို့ကအလေလွတ်မရှိအောင်ကျွန်တော်တို့ကဒီတန်စရကိုဘယ်နေရာမှာယဉ်နှိမ့်မြုံနေမှာလဲအဲ့ဒါကိုကျွန်တော်တို့ကဟိုဟိုအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့တယောက်ချင်းစီချမ်းသာတာကိုကျွန်တော်တို့ကချမ်းသာတယ်လို့မတတ်မှတ်ဘူးကျွန်တော်တို့ဘာဖြစ်လို့အနောက်နိုင်ငံကိုဟိုဘယ်လိုပြောမလဲအဲလူတွေတွားကျင်ကြလဲပေါ့နော်ပမာဏမှာပညာတတ်တဲ့ချမ်းသာတယ်ဆိုရင်အနောက်နိုင်ငံမှာတွားနေချင်တယ်ဆိုတော့ တကယ်ကကြတော့ဗမာပြည်ကတသေးတွေကပိုချမ်းသာအနောက်နိုင်ငံမှာလူတိုင်းလူတိုင်းမချမ်းသာဘူးဒါပေမဲ့တို့ကဘာလဲဆိုတော့ခုနကပြော public wealth တို့မှာရှိတယ်ဆိုတော့တို့နိုင်ငံရဲ့ဒီလူနေမှုအဆင့်တန်းနေပေါ့နော်ကျန်းမာရေးအဆင့်တန်းနေတအားမြင့်မာတယ်ပညာရေးအဆင့်တန်းနေအများမြင့်မာတယ်နောက်ဒီ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 ပြည်သူလုံခြုံမှုပေါ့နော်ဟိုဟိုလူတွေဟိုဘယ်လိုပြောမလဲလုံလုံခြုံခြုံနေပေါ့နော်ကိုကိုစီပွားရေးကိုလှုပ်လို့ရနိုင်တယ်အဲ့ဒါမျိုးတွေကအများမြင့်မာဆိုတော့ အဲ့အရာကြီးကအလကားဖြစ်လာတာမဟုတ်ဘူးเนาะခုနအဲကျွန်တော်ပြောတယ်ကျွန်တော်နိုင်ငံမှာ မရှိတဲ့ဒီ institution တွေပေါ့เนาะအဲဒီဒီဒီ area ကဒီဖွံ့ဖြိုးပြီးရဲ့နိုင်ငံတွေမှာရှိလို့ဖြစ်တယ်အဲ့အရာရှိလို့တို့ကအဲဒီဒီတို့တို့ရဲ့ပေါ့เนาะအခွန်နေတို့ရဲ့သံဇာတာတွေရရတဲ့အရင်းမြစ်တွေကိုတို့ကပြန်ပြီးတော့တိုင်းပြည်ဖွံ့ဖြိုးရေးပေါ့เนาะအဲ့မှာကျွန်တော်တို့ဟိုပြန်ပြီးတော့အသုံးချနိုင်တယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ အဓိကကွာခြားတာအဲ့ဒါပဲပေါ့နော်ဆိုတော့အဲ့အဲ့ဟာကိုကတော့ကျွန်တော်တို့အာဒီပေချာပေါ့နော်ဟိုကင်တွေနိုင်ဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ကတန်ဇရဘလောက်ပဲရှိနေပါစေဟိုဒါတူးချင်းတယောက်ချင်းအတွက်ပဲဖြစ်သွားလိမ့်မယ်အဲ့တန်ဇရရဲ့ဒီရလာတဲ့အကျိုးမြတ်ကိုကျွန်တော်တို့ဟိုပြန်လေခွဲဝေတယ်ပေါ့နော်ဒီ public mechanism ပေါ့နော် institution တွေအဲ့ဒါကိုဒီတန်ဇရထုတ်ယူတဲ့ဥစ္စာကိုကျွန်တော်တို့စောင့်ကြည့်တဲ့ public mechanism တွေ ဒါမျိုးတွေမရှိပဲနဲ့ကျွန်တော်တို့ကအဲတန်စရာထုတ်မယ်ဆိုရင်အဲ့တိုင်းပြရနံပါတ်1ကတဘာပတ်ဝန်းကျင်ပျက်စီးမယ်နံပါတ်2ကပฏิပခတွေပုံများလာမယ်ပฏิပခလို့ပြောတဲ့နေရာမှာဟိုဟိုတခြားကြည့်စရာမလိုအခုဘယ်ဟိုများနေပြီလीနော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့အရာကိုကြော်လွန်ဖို့ဆိုရင်တော့ကျွန်တော်တို့ကသူချင်းစီရဲ့ဟာကိုကြော်လွန်ပြီးရောပေါ့နော်ကျွန်တော်တို့ကဒီဒီ public institution ပေါ့ public wealth creation ပေါ့နော် institution တွေအဲ့ဒီ strategy တွေကျွန်တော်တို့လို့ပါတယ်ဆိုတော့အဲ့ဒါရှိမှပဲအဲဒီတန်ရဇရရဲ့ပေါ့နော်ဟိုအကျိုးအမြတ်ကိုအဲကျွန်တော်တို့ဟိုရနိုင်ဖို့ရှိရပါတော့